ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါ။ကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမမေတ္တာစုမကောင်းများတောင်းပါတယ်။ဒီနေ့မှာတော့ဒီမိတ္တကဓမ္မပန္နာကာရိကမင်းကောင်းရှင်တော်ဘုရားကြီးရှင်သာစီအတော်မဟာဗုဒ္ဓဝင်တော်ကြီးပထမတွင်ပထမပိုင်းရုပ်ဘက်ပူဇော်မှုအပိုင်း89ကျော်ရှိခဲ့ပြီဖြစ်ပါလေ။ဒီနေ့မှာတော့အပိုင်း89အနေအပြင်ဇလက်ရပ်ပူဇော်ညဝေပြီးတော့မှာက မာဘုဒ္ဓဝင်တို့ကြီးပရမတွင်ပရမပိုင်းမာဘုဒ္ဓဝင်အနုတ္တပနီအခန်းကဏ္ဍမှာလာရှိတဲ့ဥပေက္ခပါရမီကောင်းစဉ်ကနေဆက်လက်ရပ်ဖွဲ့မှုသို့ကုသပြုမြတ်ဝေပြီးသွားမှာပဲဖြစ်ပါတယ်ဥပေက္ခပါရမီဥပေက္ခအထိပ္ပယ် ဤဥပေက္ခဟူသော ပါဠိစကားမှာတရားနဲ့အဖြစ်တင်းတင်းအောင်ရှုခြင်းဟူ၍မြတ်မပြန်ဆိုရ၏တင်းတင်းအောင်ရှုခြင်းဟူသည်စင်ရင်မှုချမ်းသာမှုနှစ်ပါးကွဲပြားရာမှာမြည်သည့်ဘက်သို့မြတစ်ဖက်သက်မလိုက်ပါဘဲစင်ရင်မှုနှင့်လည်းတင်းတင်းချမ်းသာမှုနှင့်လည်းတင်းတင်းလီအောင်ရှုခြင်းဟူဆိုလိုသည်ဤကဲ့သို့ရှုခြင်းကိုပင်ရှိပညာရှိများကလည်လျူရှုခြင်းဟူ၍ မြန်မာပြန်ဆိုခဲ့ကြသည်ဤပညာရှိတို့စကားအသေးပဲကိုကောင်းစွာမစင်စားမိကလိလူရှူခြင်းဟူသည့်အာယုံမပြုတ်ဂယုမဆိုင်ပဲစွန့်ပြစ်ထားလိုက်ခြင်းပင်ဖြစ်သည်ဟုမှတ်ထင်ပြောဆိုမိကြ၏ဤတို့အာယုံမပြုတ်ပဲစွန့်ပြစ်ထားခြင်းကိုဥပက္ခခေါ်သည်မဟုတ်ဥပက္ခဟူသည့်အာယုံပြုတ်ရမည်သာဖြစ်၏တို့ရာတွင်ဆင်းရဲမှုအာယုံနှင့်တွေ့လျင်တမျိုးချမ်းသာမှုအာယုံနှင့်တွေ့လျင်တမျိုးဤကဲ့သို့ ထူးထွေကွဲလွဲခြင်းမရှိတမညာအဖြစ်တစားတိထား၍ရှုမြင်ဆင်ခြင်ခြင်းသာဖြစ်၏ဥပေက္ခပွန်းဤဤဥပေက္ခကိုပွန်းများရန်ဤမှာပရိသမိဒါမဲ့ပါဠိတော်လာမေတ္တာပွန်းဤအတိုင်းပင်ဖြစ်၏မေတ္တာပွန်းဤမှာကပွန်းများဘုံအချင်းရာ၄မျိုးရှိသည့်အတွက်928ဤရရှိပေသည်ဥပေက္ခပွန်းဤမှာမူ ကမတ်တကကံတလျင်ကိုပဲဥစ္စာရှိကုန်၏ဟူ၍ပွားပုံဤတဏိတာရှိသောကြောင့်928ဤ၄ဘုံ၃ဘုံ132 132နိဒာရနိုင်၏ရနိုင်ပုံကမေတ္တာပွားဤမှာပြခဲ့ပြီးသည့်အတိုင်းအနောဒိတပုဂ္ဂိုလ်၅ပါးဩဒိတပုဂ္ဂိုလ်9ပါးဟူ၍ပုဂ္ဂိုလ်12ပါးရ၏ပွားပုံချင်းရမှာ ကမ္မတကံဟူသောတဏှိတဲ့သာဖြင့်ပွန်ဤအတွက်နီးအရေအတွက်မတူတော့ပြီတပိတနာကမ္မတကံတပိပါဏာကမ္မတကံတပိဘူဒာကမ္မတကံတပိပုဂ္ဂလာကမ္မတကံတပိအတ္တဘာဝပရိယာပါဏာကမ္မတကံတဗ္ဗအဋ္ဌိယောကမ္မတကံတပိပုရိတာကမ္မတကံတပိအရိယာကမ္မတကံတပိအနာရိယာကမ္မတကံ တဗ္ဗေဒေဝကမ္မတကံတဗ္ဗေမနုဿာကမ္မတကံတဗ္ဗေဝိနိပါဏိကံကမ္မတကံဤကဲ့သို့အယမျက်နာဖြင့်မပိုင်ချပင်ရဟန်တော်ဤ32ပါးဤ32ပါးကိုတပံအယက်ဆယ်မျက်နာဖြင့်မြောက်ဝါပိုင်ချလိုက်တော့120ရဤအယမျက်နာကိုမပိုင်ချပင်ရခဲ့တော့ဤ32ပါးနှင့်ပေါင်းလိုက်တော့ဤပေါင်း132ပါးဖြစ်၏ ဤနည်းတရား32ပါးထဲမှာမိမိနှစ်သက်ရာတနည်းနည်းဖြင့်ဥပေက္ခကိုပွားများလိုကပွားများရ၏အခြားနည်းဖြင့်မပွားကောင်းဟူ၍ကမမှတ်ယူအံသင်ကြားစီဥယံမေတ္တာပွားနည်း၌ပြခဲ့ပြီးသည့်အတိုင်းပုဂ္ဂိုလ်များကိုအခြားနည်းရာဖြင့်တုံလုံးခေါ်ဆို၍ပွားများလိုကပွားများနိုင်သည်သာဖြစ်၏ပွားများပုံအချင်းရာကမတ္တကဟူသောနေရာ၌လည်းဤပါဠိနှင့်အနှစ်အဓိပ္ပာယ်တူမြတ်သောအခြားပါဠိများဖြင့်လည်းပွားများနိုင်သည်သာဖြစ်၏ အကြပါဠိများဟူသည်မှာအင်္ဂုတရဏိကာယပိစကဏိပံနိဝရဏဝေအဘိနသုံး၌တပိသတ္တကမ္မတကာကမ္မတာယတာကမ္မယောနိကမ္မပန္နုကမ္မပရိတရဏဟူ၍ဟောတော်မူသည့်အတိုင်းကမ္မတကာကံတလင်ကိုယ်ပိုင်ဥစ္စာရှိကုန်၏ကမ္မတာယတာကံဤအမွေခံတာဖြစ်ကြကုန်၏ကမ္မယောနိကံတလင်အမျိုးအကြောင်းရင်းရှိကြကုန်၏ကမ္မဗန္ဓုကံတလင်အဆွေခင်မွန်ရှိကြကုန်၏ ဗမ္မပရိဒရဏကန္တလင်ကုပ္ပအာထာရာရှိကြကုန်၏ဟူ၍အတိဘေပြန်ဆိုရသည့်အတိုင်းဖော်ပြရမှာပါဠိငါဘုတို့သည်အနေတိဘေတူညီခြင်းသည်ဖြစ်၍တပိတ္တနာကမ္မတကဟုပေါ်မြတ်ရမိအစံတပိတ္တနာကမ္မဒါယရဟု၍တော်၎င်းတပိတ္တနာကမ္မယောနိဟု၍တော်၎င်းတဗိဒနာကမ္မဗန္ဓုဟု၍တော်၎င်းတဗိဒနာကမ္မပရိဒရဏဟု၍တော်၎င်းမိမိနှစ်တည်းရာဉာဏ်၌ထင်လင်းရာပါဠိတို့ဖြင့်ပွားများနိုင်သည်ဟု တည်ရှိမှတ်ယူအပ်၏စဉ်းစားပွဲဤရန်၌စဉ်းစားပွဲရှိပြန်သည်ကားဖြစ်ခြင်းရမည်ပါဏမီတစ်ပါးဖြစ်သောမေတ္တာမှာတတဝအများတို့ကိုအာယုံပြုကချမ်းသာစီလိုသောစိတ်နှလုံးကိုထားရသည့်အတွက်မြင့်မြတ်သောပါရမီတရားဖြစ်တိုက်ကြောင်းသိတာထင်ရှားပေ၏ဥပေက္ခာမှာမူဖြည့်ခြင်းစီဝုကသောပါရမီတစ်ပါးပင်ဖြစ်တော်လဲ တရဝါများကိုအာယုံပြုကာတတဝါတို့၏ချမ်းသာမှုဆင်းရဲမှုသည်သူတို့၏ကံအတိုင်းသာဖြစ်သည်ချမ်းသာတိုင်းသောကံပါလင်ချမ်းသာလိမ့်မည်ဆင်းရဲတိုင်းသောကံပါလင်ဆင်းရဲလိမ့်မည်ငါတစုံတရာမျှကြောင်းကျဆိုင်နေပွင့်မရှိဟုသောနှလုံးသွင်းခြင်းမျိုးဖြစ်၍ဤနှလုံးသွင်းခြင်းမျိုးကိုမြင်မြတ်လာသည်ဟုဆိုရင်ခဲရင်မည်မဟုတ်ပါလောအယတုံဝါရဖြင့်ပြောဆိုလျင်တတဝါတို့ကိုဂယုမဆိုင်ပဲအမှတ်မဲ့နေခြင်းဖြင့်ဖြစ်သည်ဟုဆိုကမနိုင်ပါမည်လော တို့ဖြင့်ဥပေက္ခတရားသည်အဘဲကြောင့်မြင့်မြတ်သောပါရမီတရားဖြစ်နိုင်မှသနည်းဟုစဉ်းစားစဉ်းကျင်ရန်လိုအပ်ပေ၏စဉ်းစားစဉ်းကျင်သောလောကအကြောင်းဓမ္မအကြောင်းနှစ်ပါးလုံးမှာပင်ရှားခင်းဖြစ်စေနိုင်သောအရာသည်အဖို့တန်၍ရလွယ်ဖြစ်ဖြစ်စေနိုင်လွယ်သောအရာသည်ထိုကဲ့သို့အဖို့မတန်ဖြစ်ခြင်းမှာအတ္တမတာပင်ဖြစ်၏လောက၌ကျောင်းစီရေကဲအမိုက်တရားဒေရုသည် ရလွယ်လာသည့်အတွက်အဖို့မတန်လာပင်ရွှေငွေကြောင့်တံပရံများသတိတို့ကရာခဲဖြစ်စေနိုင်ခဲ့လာသည့်အတွက်အဖို့တန်လာကြောင်းလူအများပြင်အသည့်အမြင်ထင်ရှားပြီ။ဤရဒူဓမ္မကြောင့်မှလည်းလောဘဒေါသစံသောတရားစိုးတို့သည်ရလွယ်ဖြစ်စေနိုင်လွယ်လာသောတရားတွေကြီးဖြစ်၍အနေငယ်များအဖို့မတန်ရအောင်ဖြစ်အောင်တမင်ကျန်ဆောင်အထုတ်နေရခြင်းမရှိ။ ဖြစ်အောင်ပင်တာမီ၍အလွယ်ကူလှပဲလွန်လွန်ကဲကဲဖြစ်ပွားတတ်သောတရားတွေသာဖြစ်ကုန်၏အဘုမတန်သည့်ပောင်းဝင်မျိုးနှင့်လည်းဒူလကုန်၏ဒါနာသီလဆန်သောကုသတရားတို့ဒီကအာတုဘူးမရှိပဲအလိုအလျောက်မဖြစ်ပွားနိုင်အာတုစည်းဘူးနိုင်ပါမှဖြစ်ပေါ်လာသောတရားစုတစ်ဖြစ်ကုန်၏ထိုတရားစုတည်းတွင်ဒါနာသီလတို့၏အစဉ်အတန်းမြင့်သောဘာဝနာကုသအဝင်ပါမေတ္တာတရားအစကူရရှိရန် ေတ္တာတရားစစ်စစ်ကိုစစ်စစ်နိုင်ဖို့ရန်ခဲရင်လာပေ၏ခဲရင်ပုံမှာဝေဒီပုဂ္ဂိုလ်မေဇနာပုဂ္ဂိုလ်ပိယပုဂ္ဂိုလ်ဟူ၍ပုဂ္ဂိုလ်သုံးသားရှိသည့်အနေရန်သူဖြစ်သောဝေဒီပုဂ္ဂိုလ်တို့အပေါ်မှာမေတ္တာတရားပွားများဖြစ်စေနိုင်ရန်ခဲရင်လာ၏မိတ်ဆွေလည်းမဟုတ်ရန်သူလည်းမဟုတ်သောအလဆမေဇနာပုဂ္ဂိုလ်တို့အပေါ်မှာကရန်သူပေါ်မှာလောက်ခဲရင်ခြင်းမရှိချစ်အပ်သောမိတ်ဆွေပေါ်မှာသာ ကဲမရင်အလွယ်တကူနှင့်ပွားများနိုင် ဖြစ်စေနိုင်ပြီသည်တို့ရာတွင်မေတ္တာအယုံထားရှိရန်ခဲရင်သောဝီရိပုဂ္ဂိုလ်နှင့်အလဆာမြစ္ဆနာပုဂ္ဂိုလ်တို့အပေါ်မှာမေတ္တာတရားမပွားများပင်အလွယ်လိုက်ကချဲ့သောမိဆွေပေါ်မှာသာပွားများပါတော့မည်ဟု၍မေတ္တာကိုမြည်ခဲ့သို့ပင်ပွားများနေစေကံမူထိုမေတ္တာသည်ခဲရင်ချင်းမရှိသည့်အတွက်အဖို့တန်မေတ္တာမဟုတ်သည့်ပင် ထိုမေတ္တာမျိုးကိုပွားများနေရလေမေတ္တာပါရမီပြည့်ခြင်းရမေယောမေတ္တာပါရမီပြည့်ဝရန်ကြာကြာနာနာပွားများလိုလျင်ရှိဥစွာမိမိကိုယ်ကိုမေတ္တာပွားများရသည်ဤကဲ့သို့မိမိကိုယ်ကိုမေတ္တာပွားခြင်းသည်ကိုယ်၏ကိုယ်တော်ဖြစ်၍အလွယ်တကူနှင့်မေတ္တာတရားချွင်းချင်းမရှိပြည့်ပြည့်စုံစုံဖြစ်ပေါ်နိုင်သည်ဤသို့မိမိအပေါ်မှာပွားများသည်ပြည့်ပြည့်စုံစုံဖြစ်ပေါ်လာသောမေတ္တာကို ဆန်နမူနာပြုလို့ဓာစီလို့ဒီအတွက်ရှိဥစွာမိမိကိုယ်ကို မေတ္တာပွားများရသည်ဟုဆိုခြင်းဖြစ်သည်ထို့နောက်ယန္တုပုဂ္ဂိုလ်အလယ်လက်ပုဂ္ဂိုလ်မိတ်ဆွေပုဂ္ဂိုလ်တို့အပေါ်မှာပွားများတော့ကထူးခြားခြင်းမရှိဘဲဆန်နမူနာထားသည့်မိမိကိုယ်ကို ပွားသည့်မေတ္တာတရားတိုင်းညီညီမျှမျှပွားများနိုင်ရသည်ဤကဲ့သို့မိမိကိုယ်နှင့်မချာမနာပုဂ္ဂိုလ်တို့မျိုးလုံးအပေါ်မှာညီမျှသောမေတ္တာကိုပွားရန်လွယ်ကူပါမည်လို့မလွယ်ကူလှပြီး ယန္တုပုဂ္ဂိုလ်အလင်းလက်ပုဂ္ဂိုလ်တို့ကိုထားပြီးဦးအတ္တတမံဘိမံနတိကိုနှစ်တူသည့်ခြေရသောသူမရှိဟုသောတရားတော်အတိုင်းခြေရသောဘိယံပုဂ္ဂိုလ်ပေါ်မှာပင်ကိုနှစ်အညီမြတ်မြတ်တာတရားဖြစ်ပွားထားရှိရန်ခရင်ပေနေမည်ဤကဲ့သို့မိမိနှင့်တူတူဖြစ်အောင်မိတ်ဆွေပေါ်မှာပင်ပွားမြတ်ရန်ခရင်တော်မြတ်တာတရားကိုမိတ်ဆွေတွင်မကအလင်းလက်ပုဂ္ဂိုလ်ယန္တုပုဂ္ဂိုလ်တို့ကိုပါတဏ္ဍာရီခွဲခြားပြေမရအောင်ညီမမြပြုနိုင်သောမေတ္တာမှသာ ပါရမီမေတ္တာစင်စစ်ဖြစ်သည်ဤအကြောင်းကိုထောက်ထားပါကမေတ္တာပါရမီစင်စစ်ဖြစ်ပေါ်ရန်မြည်မြတ်လောက်ခဲ့ရင်သည်မြည်မြတ်လောက်အဘုဒ္ဓံဒီတို့ကိုသိရှိပေလိမ့်မည်ဤသို့ခဲ့ရင်ဘုတိုက်တန်လက်ဆောင်သောမေတ္တာပါရမီကိုပေါ်များသည့်အတွက်ပင်ကျမ်းချင်းသေးဆောင်သောတရားရိုင်းတွေကတော့မှသူ့အနာတမအပေါ်မှာမေတ္တာသက်ဝင်ကြကြောင်းကိုရှင်းနိုင်ပြခဲ့ပြီးဤမေတ္တာဤအရာဥပေက္ခအရာမှလည်း ပါရမီမြောင်းမြည်ဥပေက္ခာကမေတ္တာထက်ပင်ပူမှု၍ခရင်ပြည်သည်ခရင်ပုံမှာပြခဲ့ပြီးသောပုဂ္ဂိုလ်၃မျိုးနှင့်အလေလက်မေဆန္ဒပုဂ္ဂိုလ်ပေါ်မှာပင်ဥပေက္ခာတရားဖြစ်ရင်လွယ်ကူလာသည်မဟုတ်ပြီလောက၌ကဤသူကိုယခုငါဥပေက္ခာပြုထားပြီဤစည်းဝါးထဲမှာငါသည်ကမတ္တကပင်ထားပါသည်သတိဖြင့်အေးမယူဘီယုမဆိုင်ခြင်းတဘောကိုသာ ပြောဆိုနေကြသည်ဖြင့်လိလူရှုခြင်းဥပေက္ခာသည်အရေးမပါအရာမရောက်တဲ့ကဲ့သို့ဖြစ်၍နေ၏စင်တကဥပေက္ခာဖြစ်ရန်အာယုံပြု၍ဘယုဇ္ဇယမိတာဖြစ်၏မေတ္တာယံမှာမိတ်ဆွေပေါ်၌ပွားများရန်လွယ်ကူတဲ့ကဲ့သို့ဥပေက္ခာယံ၌လည်းအလယ်လတ်ပုဂ္ဂိုလ်ပေါ်မှာပွားများရန်လွယ်ကူသည်၏အကြောင်းမှာပဂရိအဖြစ်ဖြင့်အလယ်လတ်ပုဂ္ဂိုလ်ပေါ်မှာခြေချင်းမုံချင်းမရှိသည့်ဖြင့်သူသူ၏ချမ်းသာသည်လိုသောစိတ်ပျက်စီးသည်လိုသောစိတ်တို့ကိုမဖြစ်ပွားအောင် ဆောင်ရှင်ရန်တွင်ကူ၏အလယ်နှင့်ပုဂ္ဂိုလ်ပေါ်မှာဥပ္ပကပွားများဖို့တဲ့ရန်သူပုဂ္ဂိုလ်မှာဥပ္ပကပွားများဖို့ရန်ပုမှုခဲ၏အကြောင်းမှာရန်သူပေါ်၌ဗကရိယဖြစ်မုံတောင်စီရှိနေသည့်အတွက်ရန်သူမှာပြည့်စည်သွားတဲ့ဆိုရင်ဝန်တာဝမ်းမြောက်သောသဘောအလွန်နှင့်ပေါ်ပေါလာတတ်၏ရန်သူမှာကောင်းစားချမ်းသာတဲ့ဆိုရင်မနောလိုမနစ်တဲ့သောသဘောအလွန်နှင့်ပေါ်ပေါလာတတ်၏ ထိုသဘောမျိုးနှစ်ပါးလုံးမယ်မဝင်လောက်အောင်မပေါ်ပေါက်လောက်အောင်ဆောင်ရှောင်ပြည့်ပြန်ခဲရင်ဤဤသဘောမျိုးအနေငယ်များဝင်လာနေရပြီးဥပေက္ခသဘောပြက်ကွက်၍တွားဤဤတို့ရန်သူပေါ်မှာဥပေက္ခပေါ်များရင်ခဲရင်ဒီတဲ့မိတ်ဆွေပြည်ရပုဂ္ဂိုလ်ပေါ်မှာဥပေက္ခပေါ်များရင်တာရခဲရင်ပြန်ဤအကြောင်းမှာပြည်ရပုဂ္ဂိုလ်ပေါ်မှာပဂရိယပြည့်မြတ်တာတဝင်ချက်ခင်နေသည့်အတွက်ပြည်ရပုဂ္ဂိုလ်သည်ကျမ်းဂန္ဓုကရန်သွားတဲ့ဆိုရင်စေယထူးရှင်လန်း ဝမ်းမြောက်ရေးလာတတ်၏။ပြည်ရဲ့ပုဂ္ဂိုလ်ပြစီတော်တဲ့ဆိုရင် အလွန်တရာပူပင်တော့ကဝင်ရောက်၍လာတတ်၏။ထိုတွင်လည်းဝမ်းမြောက်ခြင်းပူပင်တော့ကရောက်ခြင်းနှစ်မျိုးတို့မဝင်လာနိုင်အောင်စောင့်ကြည့်ပိတ်ပင်ရန်ခဲရင်လာ၏။ပုံပြအပြီးသည့်ခဲရင်ခြင်းမျိုးတွေမရှိသေးပေမိမိကိုယ်နှင့်တကွသောမြစ်စနပုဂ္ဂိုလ်ဝီဒီပုဂ္ဂိုလ်ပြည်ရဲ့ပုဂ္ဂိုလ်သုံးသန်းလုံး၌ပင်စိတ်ဘောဓာမချမ်းမနာတမျိုးတစားတရားဖြင့်လည်လျူရှုနိုင်မှဥပေက္ခသဘောထမ်းမြောက်အောင်မြင်အောင်မြင်၏။ ဤပုဂ္ဂိုလ်သုံးသပုံမှာစိတ်တော်တာခြားနာခြင်းတုံတရားရှိနေသည်များမေတ္တာတရားကောင်းစွာထားမြောက်အောင်မြင်ခြင်းမရှိနိုင်ဥပေက္ခမပြခဲ့ပြီးဒီအတိုင်းအာယုံမပြုဂယုမဆိုင်ဆုံးပြထားရသောသဘောမျိုးမဟုတ်ပဲအာယုံပြု၍ဂယုဆိုင်ရမည်သဘောသာဖြစ်ရာထို့သို့ဂယုဆိုင်ရမှာငါးနည်းတကွသောတတဝါများချမ်းသာစေရန်အတွက်၎င်းစင်ရစေရန်အတွက်၎င်းတုံတရားအားထုတ်မှုပြု၍မရချမ်းသာတိုင်းသောကမ္မလာတိတတဝါတို့မှာ ကျမ်းသာကြမိတာဖြစ်၏။စင်ရတိုင်းသောကမ္မလာနိတတဝါတို့မှစင်ရကြမိတာဖြစ်၏။ထိုတတဝါတို့၏ကျမ်းသာမှုစင်ရမှုသည်မိမိတို့ကံနှင့်သာသက်ဆိုင်သည်ဖြစ်၍တစုံတရာမြအကြောင်းကြားဆက်၍မရနိုင်ဟု၍တတဝါတို့ကိုအာယုံပြုကာတင်းတင်းကြပ်ကြပ်နှလုံးသွင်းနိုင်ခြင်းတည်းလျင်ဥပေက္ခာစင်သည်ဖြစ်ပေသည်။ဤသို့တတဝါများအတွက်တစုံတရာဆိုရင်ကြောင်းကြားမှုမပြုရသဖြင့်ဥပေက္ခာတရားသည်တည်မှွေလာ၏။ဒီကြည်ငြိမ်သက်လာ၏မေတ္တာတရားချက် အထက်သို့ရောက်နေနေအစဉ်တန်းမြင့်နေဖြစ်၏စဉ်တန်းမြင့်မှုမှာဤဥပ္ပခာတိမေတ္တာကိတုဖြင့်သမထကမ္မရန်၄၀တို့တွင်တပါးပါဝင်ဖြစ်ပြီးလျှင်ပါဏမီစေပါတွင်လည်းတပါးပါဝင်ဖြစ်၏သမထနိလန်ယဥပ္ပခာကမ္မထကိုစီပြန်ပွားများလိုလျှင်အထက်သုံးဇံတွင်သောပွားများရ၏အောက်ဇံများတွင်ပွားများရသင်္ချာစီဥပ္ပဇံဒီဉာဏ်တို့နှင့်သူတို့မှ၅ခြင်းပေါင်းမြောက်မှဇံစကန်းဆုံးတို့ရောက်၏ထိုပုဂ္ဂိုလ်များတွင် ဇံငါဘကိုပြည့်စုံပြန်ဟောကြားတော်မူဤပြဇကနိဟုယခေါ်၏တို့ဖြစ်၏ဉာဏ်တော်နိတုတို့အဖို့ပရမရှင်ရရှိတော်ဇံကိုပရမဇံဒုရိယတတိယသရုဏပြဇမရှင်ရရှိတော်ဇံကိုပြဇမဇံဤသို့အဖြစ်ဉာဏ်တော်နိတုတို့အဖို့ဇံငါဘရှိနေသည်ဉာဏ်တော်ပုဂ္ဂိုလ်မှာကလေးခြင်းပေါင်းမြောက်လျင်ပင်ဇံတရားအဆုံးသို့ရောက်လေ၏သူပုဂ္ဂိုလ်များတွင်ဇံဒီပေါင်းကိုမြတ်စွာဘုရားဟောကြားတော်မူ၏သရုဏနိဟုယခေါ်၏တို့ဖြစ်၏ ဉာဏ်တော်သူတို့ဘုပရမဉာဏ်ရှိသောဇံဘုပရမဇံဒုတိယတတိယသရုပ်ဉာဏ်ရှိသောဇံဘုသရုပ်ဇံဤသို့အပြင်ဇံ၄ပါးရှိနေသည်သာဓုသာဓုသာဓုအလုံးမဲ့ကျမ်းမှာချမ်းသာစွာ တာသနာပြုတော်မူနိုင်ကြပါသည်။ကျန်ရှိနေသောခန္ဓာများကိုနှောင်းရဲ့မြန်မာဆက်လက်ပြီးတော့မြောက်ဝေဖျက်ချပြီးတော့မှာပဲဖြစ်ပါတယ်။